ရှိဘက်ဆံပြိုးခဲ့တယ်မှာတကူးစိတ်ဝင်စားတာပေါ့နော်ကားအဲ့လိုတယောက်ချင်းဝယ်တာမဟုတ်ပဲねလူတွေကရင်းနှီးမြှုပ်နှံရင်လို့ဖြစ်ဖြစ်ဝယ်ကြဟိုမှာခြံဝင်းတကူးထဲတော့အနည်းဆုံးအစည်းအစည်းပေါင်း20 30ထည့်တာဆိုတော့အဲ့မှာဟိုကားဈေးကွက်မှာလည်းအဲဝယ်ရောင်းလက်ကြီးဝယ်ရောင်းနေပေါ့အန္တရာဝယ်ကစားရတယ်ဆိုအတန်နေလဲမျိုးစုံထွက်ရတယ်ဆယ်။နောက်အဲ့မှာ ဟိုဘာလဲရှိလဲဆိုတော့အတက်ကြလေကိုတို့ရောဆိုရင်ကြမယ်ဆိုပြီးတော့ဝိုးမယ်ပြပြန်တော့မာဝါသေးတက်ဝါသေးဟာမင်းတို့ကလည်းကုတမျိုးတော့ကြတမျိုးกว่าဘာညာ ਨੇ ဆိုတော့အတက်ကြနည်းနည်းကျန်းနာမျိုးကလည်းကားစည်းကွက်ကလည်းရှိနေပြန်အောင်ဆိုတော့သုံးတာပဲပေါ့အဲ့ဒါကိုဘာဖြစ်လို့ဖြစ်ရလဲအဲ့ဒါကိုနည်းနည်းကနန်းငင်အောင်ပေါ့ဘယ်လိုလုပ်ရင်တင့်တော်မလဲအဲ့ဒါလေးလေးသုံးတာပဲပေါ့ ခဏငြိမ်ဖို့ဆိုတာတော့ဈေးနှုန်းတည်ငြိမ်ဖို့အခုဆိုလိုချင်တာပေါ့ဈေးနှုန်းတည်ငြိမ်အောင်ဖြစ်ဖို့ဆိုတာကျွန်တော်အပေါ့ဒါဝအတင့်ကျကျမ်းနာမျိုးမဖြစ်အောင်တော့အဲ့ခုနပြောတာဟုတ်သလားအဲ့လက်ကြီးဝယ်ရောင်းနေကစားကြတာရွှေ့ကြတယ်ခုနဇာပြောသလိုပေါ့နော်အဲ့လိုမျိုးတွေကလည်းဟိုတမျိုးရှိပြန်ရောပါညာဆိုတော့အဲ့လိုမျိုးလည်းမဖြစ်အောင်ဒီကားကတော့ဟိုဝယ်ရောင်းတော်တော်များများတော့ဒီကားရောင်းဖို့အတွက်ကိုတော့ကားဝယ်ကြမှာပဲတော်တော်များများတော့ဝယ်ကြတယ် ဟိုလက်ကြီးဝယ်ရောင်းနေလက်သေးဝယ်ရောင်းရလို့တော့ကျွန်တော်တို့ကသတ်မှတ်လို့တော့မရအောင်အဲသူ့အတိုင်းသားနဲ့သူ့ဝယ်ကားကလှောင်လို့မရတော့ကားလှောင်လို့မရအောင်ဒီကားကအကိုကလှောင်နေတဲ့အချိန်မှာဈေးကျသွားရင်လှောင်တော့လေအဲထိမှာပဲလေနောက်တစ်ခုကကားကဈေးနှုန်းအတက်ချက်ကမူဝါဒနဲ့ဆိုင်တာကားတဲ့နေငွေပေးလိုက်ပြီးတခုမှပြုတ်ကြီးကားစီးကပြုတ်ကြမှာဒီဒီကမဖြစ်နိုင်တဲ့ဈေးတစ်ခုဖြစ်နေတာ哦ဆိုတော့ နိုင်ငံတော်ရဲ့တွားနေတဲ့လမ်းကြောင်းတွေမူပေါ်မှာကြည့်ပြီးတော့ကာစီနိုအသက်ကြာလဲအများကြီးတက်ရောက်တာနောက်တစ်ခုကကျွန်တော်ဆွမ်းတော့အခုပြောရတဲ့တစ်ခုရှိတာပေါ့အလွာလိုက်အသီးသီးကိုကြိုင်းနေတဲ့ကအမျိုးအစားလိုက်ကို SKD မှာပံ့ပိုးဖို့လိုတယ်ဆိုတော့ကျွန်တော်အဲ့လောက်ပြောပြတာအခုအခုကျွန်တော်9000အထိပဲပြောခဲ့တယ်3000အထိပြောခဲ့တယ်ပေါ့နော်ဟို4က3000မှာရက်သွားတယ်ဆိုတော့ သူကပြန်ပဲမရှိ9000 6000တင်လိုက်ရောကျွန်တော်တို့ဘာဖြစ်သုံးဆွဲတဲ့လူပဲထိတာတခြားသူရှင်ဖို့မှမရှိတော့ဟုတ်လားကိုကျွန်တော်ပြောပြတာသူထိုအနည်းတော့ကဲကျွန်တော်အခုပြောမယ်လူတယောက်ကကားစီးတယ်ဟွန်ဒါဖစ်စီးတယ်ဟွန်ဒါဖစ်ကနေပြောင်းကျင်တော့ CSC မလားစန်နီဆူလား SNC မလားဆိုတခါထပ်ပြောင်းတယ်အဲ့ကနေပြောင်းနေပြောင်းနေနောက်ဆုံးဟိုဆိုပါတော့ကွာ2000ကျော်တဲ့ SUV ကြီးရောက်သွားပြီ နောက်တော့3000 4000နဲ့တော့သူပတ်စံစူးမိသွားပြီကားလဲခြင်းနဲ့အစိပ်ပိုင်းရောက်သွားရင်အကိုဘာစဉ်းစားတော့မလဲသူလက်စီကိုစဉ်းစားပြီအဲ့ဒီအချိန်မှာဘာစဉ်းစားမလဲကားအစ်စ်ပါရှိတယ်ဒါမှမဟုတ်ရင်ဘာကားစီးခြင်းလဲလက်ဆက်စီးခြင်းလဲလက်ဆက်ကိုတင်းနှုံးပိတ်ထားတယ်ဒါမှလည်း SKD မရှိဘူးဒီလက်ဆက်ဈေးကထောင်မလားမထောင်ဘူးလားဒီလက်ဆက်ဒီ2019 20 21မှာအများဆုံးတင်သွင်းလာတဲ့ကားတွေဝန်ထမ်းပါမီတော်၎င်းတင်းနှုံးဖွင့်ထားတဲ့အချိန်မှာအဲ့မှာဘယ်မောင်းမျိုးစားစပြီးတော့ ခွင့်တဲ့အချိန်မှာ16 19 20 21မှာတွင်းလာတဲ့ကားတွေဆိုတာ limited တိဖြစ်နေအရေးတော့အပြင်နည်းတယ်ပြောပြတာဂျပန်ညာမောင်းတယ်မတူဂျပန်ညာမောင်းကတွင်းလာတာ2021ခုနှစ်ကနေတောက်လျှောက်တွင်းလာတာ2018ခုနှစ်လာမသိကျွန်တော်တောက်လျှောက်တွင်းလာအရေးတော့ကအများကြီးပဲပြီးတော့ open တွင်းလာတာသူတော့ကျွန်တော်တို့ဘယ်မောင်းအမျိုးအစားတွင်းလာတဲ့အရေးတော့ကလက်ဆက်အရေးတော့ကနည်းတယ်နည်းတဲ့ခါကျတော့ဥပမာဆိုပါတော့ကျွန်တော်တစီစီအကွာတစီစီဈေးကွက်ထဲမှာအယောက်3စီးအယောက်အစီး300လောက်ပဲရှိတယ် မြန်မာနိုင်ငံမှာလက်ဆက်စီးနိုင်တဲ့ YouTube ဘယ်နှယောက်ရှိလဲအများကြီးပဲကိုတနိုင်ငံလုံးတွေ့ဆိုတော့သုံးဆွဲတဲ့လူတွေကမရောမရောမရောသူတို့လက်ထဲမှာလေဟိုကျွန်တော်တို့တင်သွင်းလာတဲ့ကားတွေကလည်း၄၅နှစ်ရှိပြီ2021တည်းကတင်သွင်းငွေပိတ်ထားတာဟုတ်လားကိုကျွန်တော်ပြော21ကျွန်တော်တို့ဟိုတည်းကကားတင်သွင်းငွေပိတ်ထားတော့ရှော်လုံးဘောင်းဆိုမှဒီကားမရှိတော့ဘူး ရှော်လို့နေရလဲရောင်းကျင်ပါတော့အပြင်လူဝယ်စီးကနေပြီးဒီမော်တွေကနေနောက်မော်တွေပြောင်းကျင်တဲ့ခါမှလည်းဒီကဝယ်ရတော့မှာဒီကဝယ်ရရောင်းတော့မှာရောင်းတော့မှာဆိုတော့ကျွန်တော်တို့ကလှမ်းဝယ်ရတော့မှာဆိုတော့တယောက်တည်းဝယ်တာမဟုတ်ဘူးလေရှော်လို့ပေါ့တော့ဝိုင်းဝယ်တော့ဈေးကညင်လာတယ်ဒီရှော်လို့ကဈေးတက်ဝယ်ပြီးဆိုရင်သူပြန်ရောင်းတဲ့ဈေးကလည်း high ဖြစ်လာတယ်ဒီ end user လည်းပြန်ရောင်းတဲ့ခါကျရင်အဲသူကအရင်လောက်ရမှလားဒါမှမဟုတ်အမြတ်ကလေးရမှလားဆိုပြီးတော့ဈေးကွက်ကလိုအပ်ချက်ရသူတို့ကတောင်းဆိုလာကြတယ် တရားလူကလည်းပစ္စည်းမရှိတော့ရောင်းချမရှိတော့တက်ဝဲထိုနည်း၎င်းအဲ့လိုနေပဲဒီအရအစားထိုးမရှိတဲ့ကာအမျိုးအစားဖြစ်နေလန်ကရူဇာအစားထိုးမရှိတော့လက်ဆက်570 SKD အစားထိုးမရှိဒီလိုကားမျိုးတွေကဘယ်လိုအချိန်မှသွားပြီးတော့ဈေးနှုန်းဆွဲချနိုင်မှာလဲဆောင်းတော့ကျွန်တော်ပြောသလိုပေါ့ SKD ကားမျိုးစားမှာ3-5000အထိအလွှာပေါင်းဆိုတော့လူရှိတယ် ဒီအောင်စီးကျင်တဲ့လူတွေဆိုအကိုဘာနဲ့အစားထိုးပေးမလဲဒီအောင်ဘာနဲ့သွားထိန်ချုပ်မလဲဒီကလည်းလိုအပ်ချက်တစ်ခုဖြစ်နောက်တစ်ခုကဒီအားတွေကိုဒါတွေကိုအကိုဆော့ဆော့ပြောသလိုဘေးရနဲ့ဈေးနှုန်းတည်နေအောင်လုပ်မလဲဆိုတော့နှစ်ပိုင်းသုံးပိုင်းအောင်ဆိုတော့ကျွန်တော်ပြောထားတယ်အခု SKD နဲ့ဖြုတ်နိုင်တာတစ်ပိုင်းဒီအားတွေကိုတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့ဘလို့သွားမလဲဆိုတာပေါ့ဘလို့ပန့်ပိုးနေဘလို့ဘလို့မူဝါဒပြောင်းလဲမူဝါဒပေါ့ဒီက ။ဘူအားတော့မမှုတည်တာကိုကျွန်တော်တို့ဘာမှလုပ်လို့မရအောင်ဒီအောက်သုံးဆဲလူတွေကလည်းဒုတန်းစားအလွာတရဖြစ်နေတာ။ဆိုတော့ကူရိုဒစီစီချင်တယ်လို့ကတိတ်တောင်းဝက်2000ဝယ်စီနေတယ်။ကျွန်တော်တို့တော့မှတတောင်းဝက်တော့ဘာလို့စီမှာပဲဟိုမြည်ဝဲမှာပေါ့ကျွန်တော်တို့စိတ်ကူးထဲမှာစဉ်းစားရင်ပေါ့အဲ့လိုမျိုးစဉ်းစားဒါပေမဲ့စီးနိုင်တဲ့လူတန်းစားအရေးအတွက်စီးကျင်တဲ့လူတန်းစားအရေးအတွက်မြန်မာနိုင်ငံမှာအများကြီးကိုပါတယ်။ဒါကိုဘာနဲ့သွားဟန်တာမှလဲ ဘာမှနှုံနာမကြည့်နဲ့လိုလိုအပ်ချက်ကရောက်တော့ဝယ်နိုင်တဲ့လူဒန်းစားအခုဇေနုံးနေဝုန်းထောင်တက်သွားတယ်ဝင်းနာမီယာလူဒန်းစားဝယ်လို့အများလို့တက်တာလေးကိုဒီအောင်ကိုဘာနဲ့သွားလုံးမလဲအေးညီရအစားထိုးမရှိဘူးကားကဘူဝါနာနဲ့လှုပ်လို့ရတယ်အဓိကတော့ကားစစ်တက်တယ်ကြတယ်ဆိုတာကဘူဝါနာနဲ့ပဲဆိုင်တော့အဲ့လာကြောင့်မလို့အခုပြောတဲ့အတိုင်းပဲ မူဝါဒက EV ကိုအားပေးတဲ့ကြောင့်မလို့ IC ကားကိုဒီတိုင်းပဲသွားမှာသူတို့ကသွားမှာတေချာနေရဆိုရင်သွားမှာလဲသွားမှာဆိုရင်ကျွန်တော်တို့ကဒီအမြင်ပိုင်းလေးကို luxury ဘိုင်းကိုနီကလက်လောက်အောင်လို့ဖြစ်နေဒါမို့သူဘယ်လိုလုပ်မလဲမူဝါဒကိုဘယ်လိုပြောင်းလဲမလဲအခုနိုင်ငံညားမှာတော့နိုင်ငံတကာမှာတော့ပြည်ပမှာနိုင်ငံဒီမှာတချို့ရှိတာပေါ့သူက SKD ကလည်းမထိခိုက်ဘူး EB ကလည်းမထိခိုက်အောင်မလုပ်လဲ ဒီ hari စီးကျင်တဲ့လူတန်းစီကအပြစ်မှာဘုံဘုံတော့ဖြစ်နေတာရတယ်ဘလူကားမျိုးဘလူကားမျိုးတင်းတင်းဝပေးမယ်အခွန်ဘလောက်ဆောင်ပါလို့တတ်မှတ်လိုက်နှစ်စားကောင်းမလားသုံးစားကောင်းမလားကောက်ပလိုက်ကွာအဲ့လိုမျိုးပြန်ဖွင့်ပေးနိုင်တော့တမျိုးပေါ့ဈေးနှုန်းတစ်ခုအဲ့ဈေးမှာပဲဒီတက်တက်မတန်တော့အတိတ်တိဖြစ်အဟောင်းတွေကတော့တဖြည်းဖြည်းကျသွားပါဘူးအဲ့အချိန်မှာတော့ကောက်လိုက်တဲ့နှုန်းနာတစ်ခုကတော့အခုဈေးတက်ပိုမြင့်နေတော့ပိုတက်သွားအောင်ပါပေါ့ အခုပြည်စည်းလည်းမတက်ဖို့လည်းလိုတာပေါ့နောက်တစ်ခုကကားစည်းတက်တယ်ဆိုတော့ကျွန်တော်တို့2021မှာတော့ကျွန်တော်တို့မွေစည်းထောင်းတော့ဝင်ကြီးတော့မရှိတော့ဒီအချိန်မှာတော့မွေစည်းရဲ့ပမာဏလိုက် ratio လိုက်တက်တာလည်းခဏတစ်ခုဖြစ်နေတာပေါ့ဒါပေမဲ့တချို့ဟာတွေလည်းဒီတဲ့ပို့ပြီးတော့တက်နေတဲ့အပိုင်းတွေကတော့လိုအပ်ချက်ရှိလို့တက်တယ်လို့ပဲကျွန်တော်ယူဆပါတယ်အဲ့ဒါကြောင့်မလို့အခုစောစောပြောတာလှည့်တဲ့လူတွေဝယ်ရောင်းလုပ်တဲ့လူတွေကဘေးပစ္စည်းမစိုးရှိတာပဲအင်ချမ်းပြည်မှာလည်းရှိတာပဲ ကားမှလည်းရှိတာပဲအဲအကိုကြံတဲ့ပစ္စည်းတွေမှလည်းအကုန်လုံးရှိတယ်ဝယ်ရောင်းဆိုတာနေရာတိုင်းမှာရှိတယ်ဟိုအဟောင်းတန်းမှလည်းအဟောင်းတန်းပစ္စည်းဟိုအတန်တဲ့ပစ္စည်းတော့အဟောင်းတန်းရှိသေးတာပဲပေါ့ဆိုတော့မော်တော်ကားကတော့အလွယ်ဆုံးပါပဲလုံနေတဲ့လူတွေရဲ့တွန့်သွားတဲ့အကြောင်းတရားလည်းနိုင်ငံတော်ကနေပြီးတော့သွားမဲ့ ရွေးကောက်ပွဲရွေးကောက်ပွဲပြီးမဖြစ်နိုင်မလဲဒါကိုစဉ်းစားပြီးတော့ဟိုတရားကိုပြန်တုံသွားတဲ့အပိုင်းပေါ့အဲဒီအချိန်မှာပဲမထင်မပဲနဲ့အဝယ်တွေကထက်ရှိနေတဲ့အခါကျတော့ကျွန်တော်တို့ဟိုပြောရရင်တော့ရှုံးလုံးသမားတွေတို့ဝယ်ရောင်းသမားတွေကတော့ဒါကိုတုံးတက်တာပေါ့တုံးတက်ပြီးတော့ဒါကိုချင့်ချင်ကြတာပေါ့ဒါမှမဟုတ်ပြင်ပဝယ်စည်းသမားတွေကထပ်ပြီးဝယ်လို့ရှိတဲ့အခါကျတော့သူ့မှာအရေတော့ကိုပြန်ဖြည့်ရတော့ပြန်ဝယ်ရတော့ဈေးနှုန်းတစ်ခုကတော့ဒါကတော့ဆောတော့အခုပြောသလိုမကြသွားတဲ့အကြောင်းတရားဒီဟာ နောက်တစ်ခုက SKD SKD ကလည်းလုံလောက်တဲ့ပံ့ပိုးမှုဝင်လာတဲ့အရေးအတွက်နည်းနေရလည်းပါတယ်သူတို့သူတို့ရဲ့ဖြန့်နေစည်းမှာတချို့ brand တွေကလည်းလိုအပ်တဲ့ brand ဈေးတဲ့ညစ်နေရလည်းပါတယ်ဆိုတော့အဲ့လိုကြောင့်လေဒီကားစည်းကွက်ကလောလောဆယ်မှာမူဝါဒမပြောင်းမချင်းရတော့ကြမယ်လို့မယူဆပါနဲ့လေအเจ้าအမျိုးเจ้าနေလည်းကြသွားနိုင်တယ်ပြောလို့မရတဲ့ဟောဖြစ် ဘလို့မခံမှန်းလို့မရအောင်အဓိကကဆုံးတော့ပြောတော့ကားကားတစီအသက်ကြသည်အယောင်းအဝေးရေနိုင်ငံတော်ရဲ့ပြောင်းလာရဲ့မူဝါဒပုံမှာမျက်ရှင်မပြတ်စောင့်ကြည့်ပြီးတော့တွန်းနေရတော့ဝေယောသမားလက်ကြီးတွေလက်သေးတွေသူတို့ကစားလို့မဟုတ်ဘူးပေါ့အခုဆောသွားရှင်းပြသလိုပဲသူကစားလို့ရလဲနောက်မှရှိထတ်ထုတ်နေတဲ့ကားစီကိုသူဘယ်လိုကစားမှလဲ ဟုတ်လားကိုကျွန်တော်ပြောပြတာကိယထထုံနေတယ်လေကိယထထုံနေတယ်ကိ export တထထုံနေတယ်ထထုံနေတာအရေးတဲ့ကိုလိုအပ်တဲ့လောက်ကိုထုတ်ပေးနေမယ်ဆိုရင် तू အဟောင်းဝယ်ကစားလို့ရမလားအတစ်ကိုဝယ်ကစားလို့ရမလားဟိုအဆက်ရုံကရိုက်ထုံနေရလေးပေါ့ဆောင်းတော့ကျွန်တော်ပြောသလိုပေါ့ဟိုလက်ဆက်မျိုး brand မျိုးကတော့ဒါတမျိုးလေးအရေးတဲ့က limited ဖြစ်နေရတယ်အကိုလည်းပတ်စံရှိရင်လက်ဆက်စီးချင်းပါပဲပတ်စံတစ်ခုစုပြီးပြည်လာနေလက်ဆက်ကိုလူတွေကလှမ်းကြတာပဲ ကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်ပတ်စံနေနေစုပြီးစီးလာရင်ကျွန်တော်လက်ဆက်စီးကျင်ပါမယ်လူတွေရဲ့စိတ်ပဲလေးကိုပြင်တော်ကြီးနဲ့နေတဲ့လူကတိုက်နေနေခြင်းနဲ့တိုက်နေလူတွေလူကတိုက်နေလူတွေပြည်သွားရင်ဒီတဲ့ပြည်ပြည်စုံတဲ့နေရာလေးကိုပြောင်းခြင်းတယ်ပြောင်းပြီးဘာလို့ရှင်းလဲအာငါဒီနေရာမှာနေလို့ပတ်စံလည်းရှိလာပြီဆိုပါစေနေရာကောင်းတဲ့နေရာလေးကိုပြောင်းနေရာစကားပြောလာနေရာပြီးဘာပြောလဲအဲ့မှာစီးရဆောက်ခဲ့မာကိုတိုင်းလေးဆောက်ပြီးနေခြင်းနဲ့တေချာလေးလှုပ်ခြင်းနဲ့ဆိုဖြစ်သွားဒါကလူတွေရဲ့သွားနေတဲ့ဒါဟိုပါပါပဲကွာဆိုတော့လိုအပ်ချက် အဓိကလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ခြုံပြောရင်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ကားစီရဒါတက်ဆရာအကြောင်းမရှိပါဘူးကစားတဲ့လူတွေသူ့လိုညိန်သွားမှာလိုအပ်ချက်ကိုဖြည့်ဆည်းနေမှာတော့ तू ကစားလို့ရမလားအောက်ကကစားနိုင်ငံတကာမှာကအဟောင်းစည်းကွက်ကရှိတယ်ဝယ်ပြီးမြက်တာဘာမှမရှိဘူးယူရီးယားမှာလည်းဝယ်တယ်ဟိုတနေ့ကကျွန်တော်အတီတွေဝယ်တယ်သူတို့ယူရီးယားမှာခလီးကြောင်းတက်ဖို့သူဝယ်တယ်ပြည်အောင်တဲ့အခါကျတော့6လပဲကြာတယ်တော်တော်လေးရှုံသွားတယ်အိစိတ်နေရပဲသူတို့တွေ အဲကျွန်တော်ကြားတာဘက်ဗနတန်းနဲ့ဝယ်ပြီးတော့သူပြန်ရောက်တော့တော်တော်လေးရှုံးလာပြောက်ဘူးဆိုတော့ကျွန်တော်ပြောတယ်ကိုမောင်သတိရလိုက်တာဆိုသူလည်းလှမ်းပြောပါသေးတယ်ဆိုတော့ဒါလေးတွေပေါ့မြန်မာနိုင်ငံရဲ့ဈေးကွက်မှာကဝယ်ပြီးရင်ဝယ်ရောက်မှမဟုတ်ဘူးကားလုပ်ငန်းရှင်းမှမဟုတ်ဘူးဝယ်စည်းသမားမျက်ချင်နေတာဟာအရင်မရဘူးလားအာဒီလောက်ဈေးတွေပြောင်းနေတာအပြင်မှာငွေဈေးတွေကဒီလောက်ဖြစ်နေတာအရွှေဈေးတွေကဒီလောက်ပြောငါရှုံးနေသေးတာကားဝယ်တာအရွှေဈေးကဒီလောက်ဖြစ်သွားရွှေဝယ်ကောင်းသလားလူတွေအဲ့လိုတွက်တာ ကားကိုအဲ့လိုတွေ့နေတာအမှန်တကယ်ပြောတာကားဒီဖုန်းလိုပဲချုံရမှာဒါအခိုင်မှုဝယ်ထားတဲ့ကားလीဟုတ်ကဆိုတော့လောလောဆယ်အခြေအနေရတာကားစီးရက်တက်တာပါအဲ့တော့သူများနိုင်ငံမလူရဲ့ထူးခြားဖြစ်စဉ်တွေပေါ့ကျွန်တော်မြန်မာနိုင်ငံဟုတ်ကဲ့ပါကျွန်တော်ခုနကရှင်းနေတယ်မှာလဲဟိုပါသွားလေးစိတ်ဝင်စားလို့ပါအဲ focus လောက်ရတယ်ခဲ့တယ်ပေါ့နော် ရွေးကောက်ပွဲရှိနေလို့တဲ့အဲတခါဈေးရတခါဝယ်သူရှိရောပြန်တက်သွားပြန်အောင်တဲ့ဆိုတော့ကျွန်တော်ကဘယ်လိုသုံးသပ်လဲအခုဆိုရင်ကျွန်တော်တို့ကဒီနောက်၃လလောက်ရွေးကောက်ပွဲလုပ်မယ်နောက်ထပ်၃လကြာတော့ထပ်ကြာတော့အဲရသာစုကဖြစ်လာနိုင်တယ်ပေါ့ဗျာအဲ့ဒီပုံမှန်လဲစီးပွားရေးသမားတွေကတော့အားလုံးဝိုင်းပြီးကဲခန့်နေကြတာပဲနိဆရာတို့ကရောကိုယ်တဲ့သက်ဆိုင်တဲ့ကာလောကမှာရော ဟိုနာနာဆုံးပေါ့ဘလို့ focus လုပ်ချင်တယ်လဲအဲ့လေးပြောပြအောင်ကျွန်တော်တော့ကားလုပ်ငန်းရှင်တွေကတော်တော်များများစီးပွားရေးလုပ်ငန်းရှင်တမားတော့အခုထင်းတို့ဆက်ဆိုင်နည်းနည်းလေးလွဲမှတကယ့်လုပ်ငန်းရှင်အစ်စ်တရားဈေးနှုန်းတည်ငြိမ်မှုနဲ့အဓိကလိုလာတာဘာကြောင့်လဲဆိုတော့အဲ့ဈေးနှုန်းတည်ငြိမ်မှုကိုလိုလာတဲ့အခါမှာလဲကျွန်တော်တို့မူဝါဒတည်ငြိမ်မှုကိုလိုလာတာမူဝါဒတည်ငြိမ်မှလဲဈေးနှုန်းကတည်ငြိမ်တာ ဆိုတော့ပြောင်းလဲတဲ့မူဝါဒကိုခံမှန်းမှုကတော့မော်တော်ကားဖြစ်နေတယ်ဈေးကပစ္စည်းဖြစ်နေတယ်ကြောင့်ပြောရလဲခက်တယ်နောက်တစ်ခုကနိုင်ငံတော်ကနေသွားတဲ့ road map ကလည်း EV ကိုသွားနေတဲ့ road map ဖြစ်နေတယ်ဆိုတော့အဓိကကတော့လောဆယ်မှာတော့ကျွန်တော်အမြင်ပြောရရင်တော့ဒီအလှော်အသီးသီးတဲ့ဆိုင်ဒီ900နဲ့9000ကြားထဲမှာရှိတဲ့ကားလေးတွေဈေးနှုန်းတည်ငြိမ်ပြီးကြာစင်းဖို့ပဲအဓိကတော့ဖန်တီးပေးရမှာပေါ့မသွားရင်တော့ကြာလေးဖန်တီးပေးရမှာပေါ့ ဒါဆိုရင်လည်းကျွန်တော်တို့ကဒါကိုမျှော်လင့်တာပေါ့ဆောတော့အခုပြောသလိုဘာကြောင့်ဆောတော့ဟိုတကယ့်လုပ်ငန်းရှင်ကားလုပ်ငန်းရှင်အစ်စ်ပေါ့သူကတော့ဈေးနှုန်းညီမှုလိုတာလေဝင်ဆော့တဲ့လူကတော့ကိုဈေးတက်ဖို့လိုတယ်သူဆော့ပြီးထွက်သွားမှလေပေါ့အင်းချမ်းမြေတည်းဆော့ပြီးထွက်သွား तू ကမွေးပိုင်း तू ကမွေးပိုင်းကျင်တာလေပေါ့မွေးပွားကျင်တာကျွန်တော်တို့ကြတော့ပုံမှန်ကိုအယောင်းဝယ်လုပ်ပြီးတော့အမျက်တစ်ခုဖန်တီးတဲ့လုပ်ငန်းရှင်တချို့ကတီးတန့်ရှိတယ်ဆိုတော့ဘာကြောင့်လဲအခုလက်ဆက်တစည်းကိုရောင်းပြီးပါပြီလေ ဟိုမှာ3000နဲ့ရောင်းလိုက်တယ်ဆိုပါတော့ဗျာအခု3000ရောင်း200လောက်မြက်တယ်ဆိုပါတော့ပြန်ဝဲတော့3000နေရအခုဘာမြက်သေးလို့လဲထပ်မဆိုင်ရအောင်လားအဲ့ဒါမြက်တာမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့3000နဲ့ရောင်းနေ2800 850နဲ့ဝယ်ရင်ကျွန်တော်150မြက်တယ်ဒီလိုပဲသွားကျင်တာလीလူတိုင်းကဆိုတော့ထပ်ဆိုင်ရမယ်ဆိုတော့ဟိုအရေအတွက်ကညော့သွားပြီဆယ်စည်းဆိုင်ရင်တစည်းစာပြောက်သွားပြီငါကိုဆယ်စည်းပိုင်တယ်ကွာ၉စည်းဖြစ်သွားမှာပေါ့ကွာကြာရင်အရင်ပြုတ်သွားမှာပေါ့ ဆိုတော့အဲ့ဒါကြောင့်မလို့လုပ်ငန်းရှင်မှာမှာ2မျိုးရှိတယ်တခြားလုပ်ငန်းတွေပြောင်းလာပြီးတော့ဒီမော်တော်ကားလုပ်ငန်းကိုမှုပွားခြင်းနဲ့ယူရခြင်းနဲ့ဒီလုပ်ငန်းဒီလုပ်ငန်းကကောင်းနေတယ်ဆိုပြီးယူရခြင်းဝင်ဝင်ပြီးတော့ဝင်ရောက်လုပ်ကင်နေတဲ့လူတွေရယ်မော်တော်ကားကိုတကယ်ဟိုးဆက်ဆက်လုပ်ပြီးတော့မော်တော်ကားကိုလုပ်ငန်းကိုအော်တိုမိုဘိုင်းလုပ်ငန်းကိုဝင်ရောက်ကြီးနေမျိုးနိုင်မဲ့လူစစ်စစ်ကဲဆိုပြီးနှစ်ပိုင်းထက်ရှိတာအဲ့ဒီအပေါ်မှာခံယူချက်တက်ရောက်မှုခြင်းကရေးလိုက်ရင် ဆိုရှယ်ပေါ်မှာရေးလိုက်စန့်ကျင်ပဲအကန့်စ်တွေအမြင်ဖြစ်တာအဲအဲ့လားကြောင့်နောက်တစ်ခါကိုပြောသလိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကျွန်တော်တို့ကပြောလို့မရအောင်ခေတ်ဆက်ဆက်ပြောလို့မရတာအော်တိုမိုဘိုင်းอ่ะအိုးလွန်ခဲ့တဲ့2008ခုနှစ်ကစပြီးတော့လေကားတွေကဈေးရင်းဝုန်းတက်တယ်ပြီးတော့85%နဲ့ဈေးတွေကဝုန်းနေစင်းတယ်ပြီးတော့85ကပြည့်တဲ့ကားတွေဈေးနဲ့တက်တဲ့ချိန်မှာဥသိမ်းစင်လာတဲ့ချိန်မှာဝုန်းဆိုတင်သွင်းခွင့်ပြုတယ်ပြန်ဆင်းသွားတယ်တော်တော်ကြီးဆုတ်ဆုတ်ပြပြဆင်းသွားတာ ပြီးတဲ့အချိန်မှာမှတခါကောင်းဟောင်းဆက်လက်တွေပါညာကွေးကွာနဲ့ဆက်သွားတယ်နောက်ပြီးတင်မောသားတွေကိုထပ်ပေးတယ်တင်မောသားလိုင်စင်ဆိုပြီးထပ်ပေးတယ်ဒေါ်လာစားတွေကိုအဲ့ဒါနဲ့ဆက်သွားတယ်ပြီးလည်းပြီးတော့ညာမောင်းပေးလိုက်ပြီးဆိုတော့တခါဘယ်မောင်းသွားဖို့လူတွေကမြန်မာနိုင်ငံလူတွေကဟိုဘယ်မောင်းဆိုရင်အာဂျပန်ကားမှကောင်းတာဘယ်မစွန်းတော့ဘယ်ဟိုဘယ်ပဲတွင်းရမယ်ဆိုတော့ဘယ်ပဲဒီဇိုင်းမှတွင်းနေဘယ်မောင်းဆိုဖြစ်သွားတယ်ဘယ်မောင်းဖြစ်ပြီးတဲ့ခါမှအခုပြောင်းလဲလာတယ်မူတယ်မှာ တင်သွင်းပြီးပြီးတော့ SKD ပဲသွားတယ်တေယောကောက်ကိုပြန်လက်ခံတဲ့အပိုင်းဖြစ်သွားတယ်တော့ EV ပြောင်းလေဒါတွေကသွားနေတဲ့ဟို trend ပေါ်မှာနိုင်ငံတော်ကချမှတ်တဲ့မူဝါဒပေါ်မူတည်ပြီးတော့လုပ်ငန်းရှင်တွေကလိမ့်ဖယ်ဖယ်နဲ့လိုက်နေတာတချို့လုပ်ငန်းရှင်တွေကဟိုကြိုလည်းမသိဘူးပေါ့နော်သွားတဲ့ roadmap တွေကဆိုတော့ဒါမင်းလည်းအခုနောက်ပိုင်းပြောထားတာကတော့2000နဲ့ကျွန်တော်တို့ဆက်ခွန်နောက်ပိုင်းတော့ဘယ်မောင်းပြောမလဲကြိုပြောထားတယ်အဲပြီး EV သွားမယ် နဲ့ဒါလေးရလုံးမဲ့ပေါ့အခု EB ရဲ့အခန်းကဏ္ဍတွားနေတဲ့လမ်းကြောင်းတစ်ခုရောက်နေတဲ့အချိန်မှာသူတို့အနေနဲ့မှန်ကန်တဲ့ဘူဝါဒတစ်ခုတော့ချဖို့နိုင်ငံတော်ကလည်းပြင်ဆင်ထားမှာပါလုပ်လည်းလုပ်ထားမှာပါမဟုတ်ရင် EB ကဏ္ဍလည်းပြက်ပြက်သွားနိုင်သလိုဟို EB ကဏ္ဍလည်းမပြက်ပြက်အောင်ဈေးနှုန်းလည်းထိုက်တင်သလောက်တည်ငြိမ်မှုရှိအောင်တော့လုံနိုင်တာတော့ဘူဝါဒပဲအဲ့ဘူဝါဒလည်းပြတ်တန်းတဲ့ဘူပေါ်မှာမှုတည်တာဆိုတော့အဲ့အဲ့လားဆိုရင်တော့ ဟိုအကိုကျွန်တော်ကျွန်တော်ပြောတဲ့အဖြေကလုံလောက်ပြီလို့ထင်ပါတယ်။ဟုတ်ကဲ့ပါကောင်းပါလေ။နောက်ကျွန်တော်ဟောလေးတခုလည်းသိပြရသေးတယ်။ကျွန်တော်တို့ဟောကောင်းဝယ်စီရစီပတ်စံလေးအသိနေရှိမှစီလို့ရမယ်။ဆိုတော့ဇာတ်လို့ကလည်းတကယ်စီးပွားရေးလောကထဲမှာမက်ဆီနာကြီးဆိုတော့လေမြန်မာနိုင်ငံရဲ့စီးပွားရေးပေါ့ ပြည်သူတွေရဲ့စီးပွားရေးအခြေအနေရောမြင်လာနိုင်သလားအလားအလာဘယ်လို မြင်မိလဲပေါ့အဲ့လေးလေမြင်သလောက်စွတ်တင်ပြပေါ့အဲ့လားတော့မြန်မာနိုင်ငံလုံးနဲ့ပြောရင်တော့တော်တော်လေးခက်ခဲပါတယ်ပေါ့ကျွန်တော်တို့ကဒီအပေါ်မှာစီးပွားရေးလုပ်ငန်းရှင်တွေမှာမှာအဲသိပါတယ်သိပါဆိုတော့ဒါဒီကဏ္ဍတော့မော်တော်ရေးဝယ်လို့အားနေပဲပုံမှန်သုံးတန်းနေရဆိုတော့လူတွေက ဟိုခန္ဓာပေါင်းစရာနေပတ်စံရှာနေကြတာပဲကွာဆိုတော့သူတို့လုပ်တဲ့လုပ်ငန်းကောင်းတယ်မကောင်းဘူးဆိုတာကခန္ဓာပေါင်းစုံပေါ်မှာချုပ်ငုံပြီးသုံးသပ်ရမှာတချို့ကစေပစ္စည်းတွင်းတဲ့လူရှိတယ်တချို့ကအင်ဆောက်ပစ္စည်းတွင်းတဲ့လူရှိတယ်တချို့က construction လုပ်ငန်းလုပ်တဲ့လူရှိတယ်အများအပြားချုပ်ပြီးသူတို့ရဲ့လုပ်ငန်းတွေကဘလောက်လုံနေနိုင်တယ်လေပေါ့ကွာအဓိကကတော့လုပ်ငန်းကတော့လုပ်တယ်မသွားရင်လည်းအဲ့လုပ်ငန်းသေးနေတာပါပဲဘာလို့လဲဆိုတော့ သူကသူတို့ခန့်ထားတဲ့ဝန်ထမ်းတွေအမြဲရှိနေတော့လုပ်ငန်းကြီးကကြီးလေပို့ပြီးတော့အန်ဒီအများလေးပဲဘာဖြစ်လို့လဲသူ့ရဲ့ဝန်ထမ်းကိုရှော့လို့မှမရတော့ငါဒီ၃လမကောင်းဘူးနေခဏနားဆိုပြီးလက်စာမပေးလို့မှမရတော့ဆိုတော့ဒါကကျွန်တော်တို့ဟိုပြောရခက်တဲ့ပုံစံတစ်ခုပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ကငွေစည်းရတော့ဒီအပိုင်းမှာနည်းနည်းတည်ငြိမ်နေငွေစည်းတည်ငြိမ်ပြီးကုန်စည်နှုန်းမကျပြန်တော့လဲတက်ရောက်မှုကမရှိပြန်တော့ငွေစည်းတည်ငြိမ်နေငွေစည်းကျဆင်းနေဆိုကုန်စည်နှုန်းတွေကကျဆင်းဖို့လိုတော့ဒါမှလည်းပို့ပြီးတော့အဆင်ပြေမှာပေါ့ ဆိုတော့အခုမေးတယ်မေးခွန်းနေနေကတော့ပြောရရင်တော့ဟိုဆော့ဆော့ပြောတဲ့အတိုင်းပြောရွေးကောက်ပွဲအလွန်မှာဘာဖြစ်နိုင်ကလေးဒီရောက်ပဲကျွန်တော်တို့ပြန်စဉ်းစားမှာရွေးကောက်ပွဲလွန်မှာဘလောက်လောက်ကန်ခွင်းလန်းပေါ့ပြည်သူတွေပေါ့နော်လောက်ကန်ခွင်းလန်းပြည်သူပြည်သားရဲ့အလောက်ကန်ခွင်းလန်းရပြီဘလောက်ကိုဟိုတုံးနိုင်တဲ့လေပေါ်မှာမူတည်ပြီးတော့ဟိုကျွန်တော်တို့စဉ်းစားရမယ်ထင်တာပဲတော်တော်စေအနေထားမှာတော့အကုန်လုံးကတော့ ကောင်းတယ်လို့လို့မကောင်းတယ်လို့သွားနေတယ်လို့ပဲကျွန်တော်ယူဆတာပဲဟုတ်ဟုတ်ကဲ့ပါဆရာအဲတော့ကျွန်တော်ဒီခုလေးတော့မေးပြရစီဘယ်လိုမှတော့မအောင်မေးပါနဲ့အကျွန်တော်တို့အခုဒိုးပေးစမှုတွေရှိတော့ဟိုငွေကြေးဈေးကွက်မှာကျွန်တော်တို့ကအမဂျွန်နဲ့ကြက်နဲ့တိုင်းပြည်ချင်းမှုတွေဆောင်ရမယ်လုပ်နေတယ်လို့လည်းကြားရတယ်ပေါ့နော်ဆိုတော့ ကြားလာတော့စုကိစ္စတွေကတော့တော်တော်ကောင်းသွားမယ်ဘာညာပေါ့နော်အဲ့လိုလဲကြားနေရတယ်ဆိုတော့ဆရာအမြင်ရောဘယ်လိုရှိမလဲဆရာတို့ကာလောကနဲ့ရောဘယ်လောက်ထိတက်ရောက်မှုရှိနိုင်မလဲအဲ့ဒါလည်းတုံးတက်ပြပေါ့အခုတင်သွင်းလာတဲ့ EV ကားတွေရော SKD brand တော်တော်များများပါဘောနော်တိရုပ်နိုင်ငံမှာတင်သွင်းနေတာဖြစ်နေတာပေါ့ယွမ်မီနဲ့တတ်မှတ်တာတော့ ရွံမွေနဲ့တတ်မှတ်ရင်ကျွန်တော်တို့ရွံမွေနဲ့ပဲခြေရတော့ခြေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဓိကတော့ကျွန်တော်တို့က standard ကတော့ဟိုဒေါ်လာ rate ကိုပဲ standard ထားတယ်လို့ကျွန်တော်ယူဆတယ်ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ဟိုဒါတော့ကျွန်တော်ဝေဖန်တဲ့နေရာမှာကျွန်တော်အတွေ့အကြုံလုပ်ပါတယ်ဆိုတော့ရွံမွေနဲ့တော့ကျွန်တော်တို့ standard ထားတော့ဒေါ်လာ rate ပေါ်မှာမူတည်ပြီးတော့ရွံ rate ကိုပြန်ပြောင်းအောင်ပြန်ပြောင်းဆိုတော့ exchange rate တစ်ခုကရှိတယ်အဲ့မှာအားတစ်ခုနေရှိတယ် ဒီကနေပြီးတော့တရုတ်ပြည်ကိုပြန်လွှဲလိုက်တယ်တရုတ်ပြည်ကနေပြီးတော့ယွမ်ဆွေးနဲ့တတ်မှတ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒီအရကိုပေးချေလိုက်တဲ့အခါမှာတော့ကျွန်တော်တို့ကအချင်းတွေတစ်ခုလေးတော့တက်ရောက်မှုတော့ရှိတာပေါ့ဆိုတော့အမှန်တကယ်ပြောရင်တရုတ်ပြည်ကိုပို့တဲ့အပိုင်းနေမှာတော့တရုတ်ငွေကြီးယွမ်နဲ့ပေးချေတာလောလောဆယ်အဆင်ပြေပါတယ်ဘာမှဟိုတက်ရောက်မှုကျွန်တော်တို့အတွက်ပေါ့နော်ဘာမှကျိုးကျေးဇူးတက်ရောက်မှုကြီးကြီးမားမားတော့မရှိပေနဲ့အဲဟိုဝေလွှဲတဲ့နေရာမှာပေါ့နော်ယွမ်ငွေကပို့ပြီးတော့ ဟိုဝဲလို့လွယ်တာပေါ့ဝဲလို့လွယ်တဲ့အခါကျတော့ပို့ပြီးတော့ဟိုဘက်နိုင်ငံကိုပေးချေတဲ့နေရာမှာပို့ပြီးအဆင်ပြေလို့တော့ကျွန်တော်ယူဆပါတယ်ဒါပေမဲ့တစ်ဖက်နိုင်ငံမှာလည်းတချို့ကရွှေမွေလက်ခံတာရှိတယ်တချို့ကဒေါ်လာလက်ခံတဲ့ဘန်ဒီတွေတော့ရှိတာပေါ့အဲ့ဒီနေရာကိုတော့ရွှေပြီးတော့လွှဲရတဲ့ဘန်ဒီတွေတော့ရှိတာပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့ပြောရရင်တော့မော်တော်ကားလုပ်ငန်းအနေနဲ့ပေါ့နော်အတင်းသွင်းတဲ့လုပ်ငန်းအနေနဲ့ပြောရရင်တော့ဟိုရွှေနဲ့လွယ်လွယ် အဲဟိုဟာနဲ့ဟို US နဲ့ပဲလွှဲလွှဲရတော့ကျွန်တော်တို့အနေနဲ့တရားမှုကြီးကြီးမားမားတော့မရှိပါဘူး။ယွမ်နဲ့လွှဲလဲလဲအဆင်ပြေပါတယ်။အဓိကကတော့ဟိုဘန်ဒီမှာကျွန်တော်လွှဲတဲ့အခါမှာကျွန်တော်တို့သတ်မှတ်ထားတဲ့ဘန်ခွဲတွေဘန်ဒီမှာပေါ့နော်ဥပမာဘန်ဒီမှာယွမ်ရှိတာများရင်တော့ယွမ်နဲ့လွှဲတာအဆင်ပြေတာပေါ့။ဒေါ်လာရှိတာများရင်တော့ဒေါ်လာလွှဲရတာအဆင်ပြေတာပေါ့။ဒါမှမဟုတ်တော်တော်များများတော့နောက်ပိုင်းတော့ယွမ်နဲ့သတ်မှတ်ပြီးယွမ်နဲ့လွှဲကြတာတော့များပါတယ်။ဟုတ်ကဲ့ပါခေါင်းပါပါဘီဇာ။ ဟိုနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့ဆယ်ကျွန်တော်တို့အခုကြားနေရတာပေါ့မြန်မာတရုတ်ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု မြင့်တင်အသင်ဖွဲ့ဖို့ဆိုပြီးတော့အသင်းဝင်တွေဖိတ်ခေါ်နေရရှိပါတယ်အဲ့ဒီအသင်းကတော်လေးအင်အားကောင်းကောင်းနဲ့လုပ်လို့ဖို့လုပ်လို့ဖို့ရှိတယ်လို့လည်းကြားနေရတာပေါ့ဆယ်အဲ့တော့ဒီလုံးမဲ့ပုံစံတွေရလဲနောက်အထူးလုပ်ငန်းတွေကိုဆိုလို့ရှိရင်အခု ကာ EV ကတင်သွင်းနောက်ပြီးတော့ဒီမှာလာပြီးတော့ SKD ထုတ်လို့အစားပြန်ဒါရရောပေါ့နော်အပဝင်ပေါ့သူတို့အဲ့အရာလုံး sector တော်တော်များများဟိုလုပ်ပိုင်းလို့လည်းကြားတယ်ပေါ့နော်အဲ့တော့ဟိုဘယ်လိုတွေရစားတွေပါလဲရှိလာနိုင်တယ်လဲရအမြင်လေးလဲသုံးသပ်ပြီပေါ့အသေးအဖွဲ့ဆိုတာတော့ဟိုသက်ဆိုင်ရန်ခဏလိုက်မှာတော့နေပဲအသီးသီးမှရှိကြတော့ဆိုတော့ အဓိကတော့အတင်းဖွဲ့ဆိုတာကအခုဗမာနိုင်ငံမြန်မာနိုင်ငံမှာလည်းအတင်းဖွဲ့ဆိုတာသက်ဆိုင်ရာကဏ္ဍလိုက်ကိုတောင်မရှိလို့အစိုးရပိုင်းဆိုင်ရာနဲ့ဒီဘက်မှာလုံနေတဲ့လုပ်ငန်းရှင်တွေကိုဖြစ်လာတဲ့ပြဿနာတွေကိုပူပေါင်းဖြေရှင်းပေးတဲ့အနေနဲ့လုပ်ပေးတဲ့အတင်းလို့ပဲကျွန်တော်ယူဆတာပေါ့နော်တော်တော်များများအတင်းရဲ့ကဏ္ဍတော့ထိုးဒီလောက်ကထိုးနည်းတူစွာပဲကျွန်တော်ဒီဆွမ်းတော့အကိုပြောတဲ့ ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ဟိုမြန်မာနိုင်ငံလုပ်ငန်းရှင်တွေပူးပေါင်းပြီးလှုပ်လိုက်တဲ့ဒီအတင်းရတော့တကယ်မြန်မာနိုင်ငံရဲ့လုံစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကိုလိုအပ်ချက်တွေကိုဟိုဘက်ကနေဘလောက်ပံ့ပိုးပေးနိုင်တယ်လဲဟိုဘက်ကဒီနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေရတယ်ဒီထဲမှာရှိတဲ့အတင်းဝင်တွေကနေပြီးတော့ဘလောက်ကူညီပံ့ပိုးပေးပြီးချိတ်ဆက်ပေးနိုင်တယ်လဲဒီအတင်းကဘလောက်ဆွမ်းဆောင်မှု ဦးဆောင်ပေးနိုင်တဲ့လူတွေရဲ့ခံခံနာဘလောက်ပြီးတော့ပါဝင်ပတ်သက်ကူညီပေးနိုင်တဲ့ဘုံမူတည်ပြီးတော့ဒီအသင်းရဲ့အားကောင်းမောင်းတဲ့တကူကျွန်တော်ဆောင်ကြည့်ရမှာပေါ့သူတို့ကဟိုဘက်စီဝိုင်းကမှလှုပ်ချင်တာကိုလည်းဒီဘက်မှာပံ့ပိုးကူညီပေးနိုင်တယ်ဒီဘက်ကစီဝိုင်းလှုပ်ချင်တာကိုလည်းဟိုဘက်မှာချိတ်ဆက်ပေးနိုင်တယ်အားဖြင့်ဒီအသင်းကတော့ပို့ပြီးတော့လူတွေယုံကြည်မှုများပြီးတော့စီဝိုင်းလုပ်ငန်းရှင်တွေပို့ပြီးတော့ထဲထဲဝင်ဝင်ရှိလာရင်တော့အောင်မြင်တဲ့အသင်းတကူတော့ရည်တည်သွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်အဓိကကတော့ချိတ်ဆက်မှုပါပဲ network ပါပဲ ဒီအသင်းမှာရှိတဲ့လူချင်းချင်းချိတ်ဆက်လောက်ကင်နိုင်မယ့်ဟာတခုကိုဖန်တီးပေးနိုင်ရင်ဒီဒီရဲ့ပါဝါဆွမ်းဆောင်မှုကတဖြည်းဖြည်းကြီးလာမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြည့်ပြည့်စုံစုံဖြည့်ချပေးတဲ့ဇာဦးမင်းမောင်သူပဲကျေးဇူးတင်ပါတယ်ဟိုကျွန်တော်အခုပြောခဲ့တဲ့နေရာမှာမမေးပြလိုက်တာပဲဖြစ်ဖြစ်ပေါ့ဇာအနေနဲ့တီးကြဖြည့်ဆွက်ပြီးတော့ပြောချင်တာပဲဖြစ်ဖြစ်ရှိရင်လည်းပြောပါဦးဆရာအခုမေးတာတော်တော်ပြည့်စုံပါပြီကျွန်တော်လည်းတော်တော်လေးကိုဖြည့်ပြီးသွားပြီဖြည့်ရင်းနဲ့ ကိုကိုကိုဘာဖြစ်လဲမလဲမသိဘူးဖြစ်သွားလားမသိဘူးကွာဒီလားဆိုတော့အကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ကတော့အမှန်တကယ်ပြောရင်ဖြေတာတော့တော်တော်များများကတော့ဟိုကျွန်တော်ရေမော်တော်ယဉ်ကဏ္ဍနဲ့ပတ်သက်ပြီးပဲဖြေတာများပါတယ်ဒီထဲမှာမှ ကျွန်တော်ဖြေတာတွေကလိုအပ်ချက်တွေရှိရင်ဟိုမှာတုံးသက်ချက်တွေမှားကောင်းလဲမှားနိုင်တယ်ဒီအပေါ်မှာလည်းအကိုလိုလဲအဲဒီနားစင်နဲ့တုံးဆဲလူတွေနဲ့လည်းဒါတော့ဖြေဆုပ်ပြီးတော့နားလဲပေးပါဘို့နော်နားစင်နားလဲပေးပါကျွန်တော်ဒီကပြောခြင်းတယ် အဓိကတော့ကျွန်တော်ကျွမ်းကျင်တာဒီလေဒီတော့ automobile sector နဲ့ပဲကျွမ်းကျင်တာပါဒီပေါ်မှာကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသက်ချက်တည်တံ့တာဖြစ်ပါတယ်ဆိုတော့ဒီပေါ်လည်းဒီပေါ်မှာတော့ကျွန်တော်ဟိုကြီးစုနေတဲ့ပြည်သူတွေကိုကျွန်တော်ဒါတော့အလေးနဲ့ပြီးပြောကြချင်တာပါနောက်တစ်ခုကတော့ဟိုကားစီတက်တာကြတာကတော့ကျွန်တော်အကုန်မေးသလိုပဲကားသုံးဆွဲတဲ့လူတွေတိတ်မေးတယ်မေးကုန်ပြကွာအဲ့မေးကုန်ကိုတော့ကျွန်တော်ဒီကနေ့ပဲဖြေပါမယ်ကျွန်တော်ကိုယ်တိုင်မသိပါဘူး ကျွန်တော်ကိုယ်တိုင်လည်းတကယ်မသိပါဘူးကျွန်တော်လည်းတတိကြီးကြီးနဲ့ဝရိယလေးနားဆိုင်ပြီးတော့ပဲအဲခံမှန်းပြီးလုပ်နေရတဲ့အပိုင်းမှာဆိုတော့အကုန်လုံးကတော့ကားစီတက်တယ်မကြတယ်ဆိုတာဆိုတော့ကျွန်တော်အခုဖြေထားတဲ့အတိုင်းပဲသွားတဲ့ road map မူဝါဒပေါ်မှာပဲသူတို့ချတဲ့မူဝါဒက IC ပေါ်မှာတက်ရောက်မှုရှိမလား EB ပေါ်မှာတက်ရောက်မှုရှိမလားနှစ်ခုစုံပေါ်မှာတက်ရောက်မှုရှိမလားဆိုကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာပေါ့အခုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခု one news က မင်းမျက်နှာတွေကိုဆစ်ရှိလက်ရှိနေပြေးပြေးဆုံးဆုံးဖြေချပေးသွားတယ်ကျွန်တော်တို့မြောက်မွန်တော်ရင်ထုတ်လို့ရနေပြန်ပြီးရောင်းချရေလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးမင်းမောင်ကိုကျွန်တော်တို့ One News မြန်မာအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာကျွန်တော်လည်းအကိုလည်းကျေးဇူးတင်ပါတယ်